အားလုံးပဲမင်္ဂလာပါ။အုံဂမ်မီယာနဲ့ပရတုတရတအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါဖတ်ပြပေးသွားမှာကတော့စနေစားကဝေလို့အမည်ရတဲ့ဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရစေ။စနေစားကဝေ ကျုပ်တို့ရွာမှာအလောင်းဆက်တာဗာကြီးတင့်နေစု9ရောက်မြောက်ရှိပြီဗျ။ ေပြီးသားသူတွေတိုင်းကလည်းတားဥစနေသားတွေကြီးပဲတေဆုံးမုံကလည်းအကုန်စင်တူတွေပဲဗျအိယာထဲမှာဇကြိုးပြီးတေးကြတာကျုပ်ကကာလာသားလည်းဖြစ်ရကြိုးရွာကြိုးလည်းအားကြီးတက်ကြွတဲ့သူဆိုတော့အဲ့ဒီခုနှစ်လောင်းလုံးမြေချတဲ့နေတိုင်းမှာကျွန်တော်ကိုယ်တိုင်လှုပ်ပြီးခဲ့ရတာပေါ့ဗျာရွာကလူကြီးတွေကလည်းအလောင်းဆက်တာမကောင်းဘူးနင်တို့ရွာဆောင်နှက်ကိုစော်ကားလို့အကင်ခံရတာတို့ ရိုးရမေးလို့ရွာပြတ်တော့မယ်လို့ဆက်သဖြင့်ထင်ကြီးအမျိုးမျိုးနဲ့ကြောက်ပါတယ်ဆိုတဲ့သူတွေကိုပူကြအောင်လုပ်နေသလားထင်မိရတယ်ဗျာအဲ့ဒါကြောင့်ရွာလူကြီးနဲ့ရက်စီရမျိုးတွေကရွာထိတ်ကညောင်မင်းကြီးမှာပွဲတွေပေးကြရွာသူကိုပူဇော်ကြနဲ့လှုပ်ကြတာပေါ့ဒါပေမဲ့ဘာမှမထူးကြဘူးဗျဒီနေ့ဆိုဘာကြီးတင့်မြေချဖို့တောင်ဖြစ်လာပြီလေဘာကြီးတင့်မြေချတဲ့ကိစ္စကိုအစအဆုံးအကုန်ကူညီပြီးကျုပ်အိမ်ပြန်လာတာပေါ့ အိမ်ရောက်ချင်းပဲအဖကကျုပ်ကိုစီးကြိုပြီးစောင့်နေတယ်။မနေ့ထဲကအတုပသွားနေရတော့အဖဘာပြောစရာရှိလဲဆိုပြီးကျုပ်အနာနာကတ်ထိုင်လိုက်တယ်။အဲ့ချိန်အဖကလူလေးတိမ်ချောင်းရွာကအဖရဲ့ဆရာကြီးဆိုင်းစီရောက်တော့ပြင်ပေးစမ်းကွက်မကြခင်အဖအလှည့်ရောက်လာတော့မယ်ထင်တယ်။ဗျာဘလို့ပါအေးအဖပြောပြမယ်။တို့ရွာမှာဒီလိုအလောင်းကြီးဆက်နေတယ်ဆိုတာကဝေတယောက်ကလှုပ်ထားတာကွက် နေသား၉ယောက်ကိုတက်ပြီးထုံအောင်ရင်ဖျားတိုက်ကိုယူမဲ့အောက်လန်းကဝေတယောက်ပေါ့အခုဆို9ယောက်တောင်ပြီးပြီဆိုတော့တိတ်မလို့တော့ဘောနော်အဖနို့အဖကဘလို့သိတာတော့ဗျအေးအဖကလည်းငယ်စဉ်ကဆရာကြီးစီမှာပညာလိုက်စားဘူးတော့အဖကိုစောင့်ရှောက်အပ်တဲ့ပုံကိုယ်တွေကမနေ့ကဆရာကြီးကိုခေါ်ဖို့အိမ်မက်ပေးတာပဲဟာဒီကိုရီတာဖျားတိုက်ကိုရသွားရင်အဖတို့တွေ့အောင်ပြဖြစ်ကုန်လိမ့်မယ်လူလေး ကျုပ်လည်းကြားကြချင်းဇဝေဇဝါဖြစ်နေပေမဲ့ကျုပ်ဘရဲ့သီလသမားကြီးအားကိုကျုပ်အတိဆုံးပြဒီလိုတွေပြောတဲ့ကူကအရေးကြီးမှန်ကျုပ်သိပြီးသားကျုပ်နောက်တလောင်းမဆက်ခင်ဆရာကြီးကိုတွားပစ်မှဖြစ်မယ်တိမ်ချောင်းဆိုတာကျုပ်တို့ရွာနဲ့တနစ်ခီးလောက်သွားရတဲ့ရွာကောင်လေးမဟုတ်လားကျုပ်လည်းအမေကိုအထုပ်ပေါ်ပြင်ဆင်ခိုင်းထားပြီးမနေ့ပြန်မနေ့ပဲရွာကထွက်ဖို့စီစဉ်လိုက်တယ်တိမ်ချောင်းကိုရောက်တော့ညနေတောင်စောင်းနေပြီ အဖညွှန်လိုက်တဲ့အတိုင်းကျုပ်လဲဆရာကြီးအိမ်ကိုရှာရတာပေါ့တွေ့ပြီဗျာရွာစုံကပြင်းတော်အိမ်ပူပူလေးကျုပ်ခြံဝကလည်းဆရာကြီးကိုလှမ်းအောင်ကြည့်တယ်ဗျို့ဆရာကြီးရှိလားဆရာကြီးရှိလားဗျို့ဘယ်သူလဲဟဲ့ခြံဝကလည်းပစိုးကထောင်းကြိုက်နဲ့ခတ်တောင့်တောင့်အသက်တက်လက်ပိုင်းလူတယောက်ထွက်လာတယ်ပေါင်ပါလဲထိုးခွင်းနေမှာအပြည့်ပဲနောင်ကြီးကျုပ်ဆရာကြီးဆိုင်းအစီအရာနဲ့တွေ့ကျင်လို့ပါဆရာကြီးမရှိဘူးဆေးသွားကူတယ်ဩဟုတ်ကဲ့ ဟုတ်ကဲ့ဟိုကျုပ်ကိုအဖထွန်းချိုင်လွှတ်လိုက်တာပါ။ဩဘာကြီးထွန်းချိုင်လွှတ်လိုက်တာလား။လာလေအိမ်ပေါ်မှာထိုင်ဆောင်ပါဗျာ။အိမ်ပေါ်ရောက်တော့ထိုးခွင်းနေတဲ့နောင်ကြီးကရင်းနှီးချက်နဲ့လာမင်းစီးပေါ်လိုက်တည်တယ်။သူ့နာမည်ကကိုအေးရဲဗျ။ဆရာကြီးရဲ့လက်တော်လက်တောင်းတပည့်လုံနေရ22နှစ်ရှိပြီတဲ့။သူ့လှုပ်တက်ကကျုပ်အသက်ထက်ဆောင်ကြီးသေးတယ်။ကျုပ်ဘာနဲ့လဲရင်းနှီးချောင်ပြောသေးတယ်ဗျ။တအောင်လောက်ကြာတော့ကိုကြီးတုတ်ခနဲ့ခြံထဲကိုဆင်းပြေးသွားတယ်။ဟောဆရာကြီးပြန်လာပြီ။ ဆရာကြီးကအချုပ်ကိုတွွတ်တွွတ်ချင်းပဲ။အော်ထုံးကြိုင်သားတော်ဒီရွယ်ရောက်နေပြီပေါ့ကို။ဟုတ်ကဲ့ပါဆရာကြီး။အေးဆရာကြီးလည်းမင်းကိုမျှော်နေတာ။ဟုတ်ကဲ့အဘကလည်းဆရာကြီးကိုပင့်ကိုင်းလိုက်လို့ချက်ချင်းလာပင့်တာပါဗျ။အေးဆရာကြီးအကုန်တည်ပြီးပါပြီ။ကဲကဲဒီညတော့၅ဘတ်တီလာခံပြီးဆော့ဆော့အိတ်တော့မနေ့ပြန်ထုံးကြိုင်တို့ရွာကိုခီးဆက်ကြတာပေါ့။မောင်အေးမင်းလည်းလှုပ်ရှားရှိတာအစင်သေးလှုပ်ထားနော်ဟုတ်ကဲ့ပါဆရာကြီးအေးအေး အိတ်ကြတော့ကွယ်ဆရာကြီးကအနေတီးတယ်စကားပြောပြတ်တယ်ဩဇာတက္ကမနဲ့လည်းပြည့်စုံတယ်ကျွန်တော်လည်းခྱི་ပန်းလာတာကြောင့်ဆရာကြီးရဲ့ဖျားစာရွတ်တန်နားထောင်ရင်းနဲ့ပဲအိတ်ပြောင်းသွားတော့တယ်မနဲ့ကြတော့ကိုအေးကကျုပ်စားဖို့အသင့်ပြင်ပေးထားပြီပြီကျုပ်မနဲ့စားစားပြီးတော့ဆရာကြီးအခန်းထဲကထွက်လာတယ်ကဲသွားကြစို့ကွယ်ဆရာကြီးကကျုပ်တို့ကိုနောက်မှနေဖို့ပြောပြီးသူကကျုပ်တို့ရှိကဥဆောင်သွားတယ် လမ်းလျှောက်တာ15မိနစ်တောင်မပြေသေးဘူးကျုပ်တို့ရွာကိုလှမ်းမြင်နေရပြီမျိုးတနေ့ကုန်နှင်ရတဲ့ DC ကို15မိနစ်အတွင်းရောက်လာတာဆရာကြီးရဲ့အစွမ်းကြောင့်ပဲဖြစ်မယ်လို့တော့ထင်မိပါတယ်ရွာထိပ်ရောက်တော့ကျွန်တော်ကတလဲဥဆောင်ပြီးဆရာကြီးတို့ကိုခေါ်သွားတယ်ဗါရေကျုပ်ပြန်ရောက်ပြီဗျဗါကချက်ချင်းအိမ်ရှိကိုပြေးထွက်လာပြီးဆရာကြီးကိုရိုသေခါဝရပြုထို့နောက်မတွေ့တာကြားတဲ့ဆရာတပည့်နှစ်ယောက်နှုတ်ဆက်ရင်းဆရာကိုပင့်ရတဲ့အကြောင်းကိုအဖကပြောပြလိုက်တယ် ဆရာကြီးကအင်းဒီကဝေကအထက်ကအမိန်နဲ့ကျုပ်ကိုနှိမ်နင်းခိုင်းတာကြာပြီစနေစားခွေလို့ခေါ်တယ်ကွအရင်လဲကအခြားနေရာဒီမှာတောင်းညမ်းနေတာဆရာကြီးနဲ့အခုမှတက်တိုက်ဆန်ဆန်လာကြုံတာထွန်းကြရဲ့ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးကိုယုံပါတယ်ဗျာကဲမောင်ကြီးဒီညာပဲဒီကောင်ကြီးကိုချက်ချင်းရှင်းပြမယ်ဟဲ့မောင်အောင်ချိန်နဲ့လိုက်ခဲ့ရမယ်နော်ဟုတ်ကဲ့ပါဆရာကြီးကဲကဲဒါဆိုကျုပ်လဲဖျားဝတ်တက်လာအောင် ကျုပ်တို့လည်းဆရာကြီးကိုအခန်းတခန်းပေးပြီးညနေအတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ကြတယ်။ကိုအေးကသမင်းမစားဘူးဗျ။ကျုပ်ကလည်းအတွေ့အကြုံအစ်စ်ဆိုတော့စိတ်ခုန်ပြီးသမင်းမစားဘူးဗျို့။ညနေ6နာရီထိုးတော့ဆရာကြီးအခန်းထဲကထွက်လာတယ်။ကဲအချိန်ကြပြီမောင်ကြီး။မင်းမဲရွာသိန်းကျောင်းကိုဥဆောင်ခေါ်ပြီးတော့ကွာ။ဒုဘကကြိုရောက်နေမှတော်ကာကြမှာကွာ။ဟုတ်ကဲ့ပါဆရာကြီး။ကျုပ်ရှေ့ရနေဆရာကြီးတို့ကိုဥဆောင်ခေါ်သွားလိုက်တယ်။တင်းញမ်းရောက်တော့ ချောင်းကြဆုံးစီရက်မှာခဏနာပြီးဆရာကြီးကအစီရင်တွေလုပ်တယ်။ချုပ်ကဟိုကဝေရဲ့အခြေအနေကိုထောက်လန်းရပြီးကိုအေးကတော့ဆရာကြီးနားမှာဆောင်းရှောက်ပေးနေတယ်။အတော်ကြာတဲ့အထိကဝေကောင်ကရောက်မလာသေးဘူး။ည9နာရီလောက်ကျတော့တင်းကျိုင်းဝမှာမီးလုံးတုံလုံးပြေးဝင်လာတာကိုတွေ့လိုက်ရတယ်။ချုပ်လည်းဆရာကြီးစီအမြင်ပြေးပြောရတာပေါ့။ဆရာကြီးလည်းချက်ချင်းလိုက်လာပြီးကဝင်နဲ့ရင်ဆိုင်မှုပြင်းနေ။မီးလုံးတုံလုံးကနေမိန်းမနှစ်ယောက်နဲ့ယောက်ျားတစ်ယောက် ဖြစ်သွားရောဗျကဝေကောင်ကိုကြည့်ရတာတော်တော်ရက်ဆက်ချမ်းကြုံမဲ့ရုပ်ဗျဆရာကြီးကအချိန်မဆောင်ပဲကဝေကောင်ရှိခုံဝင်ပြီးအင်းတစ်ချက်နဲ့စတိုက်လိုက်တယ်ဝုံမီလုံးကြီးထပြီးကဝေကောင်တွေနောက်ဆုတ်သွားတယ်ဗျကဝေမနှစ်ယောက်ကလင်းတာကြီးတွေပြောင်းလိုက်ပြီးဆရာကြီးစီတဟုန်ထိုးထိုးဆင်းလာတယ်ကိုအေးကချက်ချင်းလက်ထဲကအင်းတစ်ချက်နဲ့ပြစ်လိုက်တာပိုက်ကွန်လိုဟာမျိုးထွက်လာပြီးလင်းတာနှကောင်ကိုဖမ်းချုပ်ပြီးသားဖြစ်သွားတယ် အာဆိုတဲ့ဝမ်းကောင်းတန်အော်ဟစ်တန်ကြီးနဲ့အတူမြေကြီးပေါ်ကိုဘုတ်ခနဲပြုတ်ကျလာပြီးစောနာကမိန်းမအတွင်ကို ပြန်လေကူးပြောင်းသွားကြတော့တယ်။အော်လက်ဆက်တက်တော့မင်းကအထက်လန်းစရာကိုဟိတ်ကဝေးကောင်းမင်းပညာတွေကိုအခုချက်ချင်းစွန့်လိုက်စမ်းဟာမင်းကများငါ့ကို ပမာမခန့်ငါကဝေးတက်တန်းကမင်းအသက်ရဲ့ဆယ်သားရှိပြီကွာပြောပြောပြီးချင်းကဝေးကတကူလုံးကနေအနီအောင်ဆက်တွေထွက်လာပြီးဆရာကြီးကိုပြစ်လိုက်တယ် ညံချက်ပြားမျက်စိတမိတ်အတွင်းမှာပဲဆရာကြီးကလည်းတန်ရုပ်တူလေးတစ်ခုထုတ်လိုက်ပြီးဂါရာရွက်ကဆက်တွေလာတဲ့လမ်းကြောင်းကိုပြစ်ထုတ်လိုက်တယ်ဆက်တွေတန်ရုပ်တူတွေဝင်သွားပြီးချက်ချင်းပဲကဝေကြီးစီကို ပြန်ကန်ထွက်သွားတယ်ဟာသွားပြီဗျို့ကဝေကြီးအားလို့អော်ပြီးပြစ်ကြသွားပြီးဆရာကြီးကနောက်ထပ်အင်းတစ်ချက်ကိုထုတ်လိုက်ပြီးပြစ်လိုက်တယ်ကဝေတက်ဖြတ်အင်းနဲ့ဟေးဘုံဆိုမိโกလုံးကြီးထလာပြီးကဝေကြီးကနေခွေးနဲ့ကြီးပြောင်းသွားရောဗျို့ ကဲမောင်အေးမောင်ကြိုင်ပြန်ကြစို့ဆရာကြီးရဲ့အတန်ကိုကြားမှကြောင်ပြီးကြည်နေတဲ့ကျုပ်စက္ကနဲအတိဝင်လာတယ်ဆရာကြီးကဝေဆိုတာအဲ့လိုအစွမ်းကြီးပိုင်လာလားဗျဟေးမောင်ကြိုင်မင်းကမြင်လိုက်ရလို့လားကွာကွက်ကွက်ကွင်းကွင်းကိုမြင်ရတာဗောဆရာကြီးရအေးအဲ့ဒါပါရမီထုံရေဆက်ပါလို့ပဲကဲကဲပြန်ကြရအောင်အဲ့ဒီနေ့တော့ဆရာကြီးလဲကျုပ်တို့အိမ်မှာပဲအိတ်လိုက်ပြီးမနေ့ကျတော့ခီးဆက်ဆရာရှိလို့ဆိုပြီးဆော့ဆော့ထွက်သွားတယ် ကျုပ်ကတော့အတွေ့အကြုံအတစ်နဲ့ထူးထူးဆန်းဆန်းဖြစ်ပျက်တွေကြောင့်တလလောက်အတွေ့အကြုံများနေခဲ့ရတာပေါ့ဗျာအခုဖပြပေးသွားတာကတော့စနေစားကဝေးဆိုတဲ့ကြောက်မက်ဖွဲရာဝတ္ထုကိုဖပြပေးသွားတာပဲဖြစ်ပါတယ်